အလဲကလည်းကိုညီရသေးတယ်ကြီးမေးပါလိုက်ပြီးအစ်စ်သားတောင်းနေမြန်ဒုက္ခစိတ်ညစ်ပါမန္တန်ပြောရင်ကျွန်တော်အပေါက်သိုးတယ်လားစိတ်ထားတော့ကောင်းပါတယ်အပေါက်သိုးပဲအဲ့တော့ကံသိုးကံကောင်းပေါ့အဲ့တော့ကံသိုးကံကောင်းရေချိုးပြီးတော့ဒီချူလူပြီးချင်းအိမ်လဲပြီးတော့မှ line ဖွင့်တဲ့ချိန်မှာ telegram ဖွင့်ပေးဖို့ဆိုပြီးတော့မှတက်တော့မှ line နေတက်တော့မှစားရရန်တက်လို့ကြည့်လိုက်တာ telegram အောက်ဖွင့်ခဲ့တာပေါ့နော်အဲ့တော့ကန်ဆိုးကန်ကောင်းတယောက်ရွေးပြီးတော့မှဖွင့်ပေးမယ်ဆိုပြီးတော့မှတယောက်ရွေးလိုက်တယ်ပေါ့နော် အဲ့တချက်ကြည့်ပြီးပါဆောက်ခဲ့ပုံမှာအခုပြတာအတိုင်းပဲအဲ့ညီလေးပေါ့နော်သူကကူညီမယ်ဆိုပြီးတော့ပေါ့နော်အခုတက်တော့မှကူညီမယ်ဆိုဆိုပြီးပြောတာလေအဲ့ကတော့သူတချက်ဖွင့်ရင်းနေပဲပြပါမယ်ကျွန်တော်သုံးနေတဲ့နီလန်လေးပေါ့နော်အဘိဓမ္မာလို့တော့နောက်တစ်ယောက်ယူလိုက်မယ်။โอเคဒီ chart လေးရပါလေဖွင့်မရလို့တဲ့ နောက်တော့ယူလိုက်ပြီနော်နမဲဖုံးជីမီအဲ့တော့ reply ကြာတယ်ဆိုရင်အဆင်ပြေလေးနော်ကျွန်တော်ကူညီပေးရသူဆိုတော့အကြိုက်မဆောက်နိုင်ဘူးပြာနော်အဲ့တော့ကျွန်တော်တွေ့တဲ့လူဖွင့်ပေးမယ်ပြီးသွားရင်အဆင်ပြေသွားရင်အဆင်ပြေသွားရပေါ့နော်အဲ့တော့ဒီညီလေးကို share ဖွင့်ပေးမယ်ဟိုဘက်ကျွန်တော်အကောက်တယ်တွားမယ်တွားပြီးသွားရင်ဒီမှာပေါ့နော် sorry မင်းတုံးကြောင်းနှိပ်မယ်ပြီးွားလို့ရှင်ကျွန်တော်ရဲ့ဒီနံပါတ်အောက်ကမင်းလေးကိုတစ်ချက်နှိပ်မယ်ပြီးွားရင်အက်ကောင်ကိုနှိပ်မယ်ပြီးွားလို့ရှင်9ဖက်ကိုရက်တက်လိုက်ရင်အပေါ်မှာမြန်မာဆိုတာပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ပလတ်9ဖက်ဆိုတာမြန်မာနိုင်ငံကုတ်နံပါတ်ဖြစ်တဲ့အတွက်အခုကြည့်နေတဲ့သူကဖွင့်ချင်တယ်ဆိုလဲအဲ့လို9ဖက်လေးပဲကြွေးလိုက်ဟိုဘွားဒီလိုကြီးကြွေးပြီးတော့မှဒီလိုကြီးဆွဲပြီးတော့မှရှားမနေနဲ့တော့တိလားအဲ့တော့ကိုက9ဖက်ကိုရေးလိုက်တာ ਨੇ ကိုရဲ့ဒီ country ကြတယ်ပေါ့နော်အဲ့ဒါလေးသိသိချင်းလို့ကြော်ကြော်ပြီးတော့တော်တော်ပြီးမလုံနဲ့9ဖက်ပဲကြွေးလိုက်ဗျာကိုရဲ့ကုတ်နံပါတ်သိဖို့လိုတယ်ပေါ့နော် အာဂျီမင်းမရှိဘူးလေကွာဒီခုကေကလေးကဘာလဲကွာမရှိဘူးလေဂျိုဘယ်လိုလုတ်ဖို့လုတ်ဘယ်လိုလုတ်ပေးရမလဲကိုကြည့်မင်းပေးမှာပေးရပေးရမှာတော့ဒုက္ခပဲအားကောင်းလဲအာယုံပဲကွာလို့လို့ အေးလို့အခု ID ကိတ်ကြီးမှာမင်းကကြီးမင်းမရှိသူတော့ငါဘာနဲ့ဖွင့်ပေးရမလဲလို့ဒုက္ခပဲဒီလောက် ID ကိတ်ကြီးမှာကွာကင်ထားတော့ iPhone iPhone ကင်ပြီးတော့မှကြီးမင်းမရှိသူတော့မင်း iCloud ကြီးပို့လိုက်ဒုက္ခပဲအခုဘာနဲ့ဖွင့်ပေးရမလဲကိုကြီးမင်းထည့်ပေးအောင်မကြီးဟော အလဲကားနဲ့ကိုညီရသေးတယ်ကြီးမေးပါလိုက်ပြီးအစ်စ်သားတောင်းနေမြန်ဒုက္ခစိတ်ညစ်ပါအာအာယုံမနက်ပြောင်ကျွန်တော်အပေါက်သိုးတယ်ဒီလားစိတ်ထားတော့ကောင်းပါလေအပေါက်သိုးပဲမယ်တကယ်လို့အာယုံမဲကူညီပေးရတယ်ဟဲ့လို့အစာသွင်းလိုက်လို့နေရတယ်ညနေနေလေးကိုယ်နံပါတ်ကြောက်အောင် ို့နံပါတ်ကဘယ်မှာဒီမှာရှိတော့ခုံကငါကိုချစ်ခုံအာယုံကွာကြည်ကြည်မေးပါစစ်တောင်းတယ်ဘယ်လောက်ဆိုးလဲလို့ကြည် ไข่บ่ญ่องเออပြောออกมั้ยพ้นลายเลยเตชาหมัดบ่โลเออดูก็တော့ย่าได้ตุล่ะအခုဒီမှာကုတ်ကရောက်သွားပြီပေါ့နော်သူ့ရှိဖုံးဆက်ကြမလို့တော့ပေါ့နော်အဲ့တော့သူ့ရှိဖုံးဆက်တာလား SMS ပို့လာလားတော့မသိဘူးတော့ဆိုတော့ကုတ်ရောက်သွားပြီအဲ့တော့ဒီမှာ ကုတ်ရောက်လာဆိုရင်သူ့ကောက်ကအဆင်ပြေသွားပြီပေါ့နော်အဲ့တော့သူကပို့တယ်9 2 5 3 8အာမသားရဲ့၅လုံးကွာဘယ်နှပြဒနာပဲကွာ အဲ့တော့အကောင်ရမ်းတာပို့လာဒီလားရမ်းတာပို့လာမရဘူးတုံးလို့ကဲပဲအဲ့လိုစိတ်ရှိရတယ်သူကဟိုဥပမာအရန်တိတဲ့လူဆိုရင်တော့ဖြတ်ဖြတ်ဖြတ်ဆိုခဏလေးနဲ့ပြီးတယ်ဒီလားအခုလိုမျိုးဒီဂျီမေးကမရှိဘူးဂျီမေးကိုဘယ်လိုဝင်ကြည့်ရမှလည်းမသိဘူးဂျီမေးကိုဘယ်လိုရှာရမှလည်းမသိဘူးအဲ့လိုလူမျိုးတွေလည်းရှိတယ်အဲ့လိုမျိုးမရှိတော့ကုညီပေးရတဲ့လူကဘယ်လိုကုညီပေးရမှာသူ့ဖုန်းကိုလည်းတွားယူကြည့်လို့မရအောင်ကိုက online ကနေဖွင့်ပေးရတယ်တော့ တိုင်ပတ်နေတယ်တိလာအဲ့လိုမျိုးသူ့ချီမှာကုတ်မကြောက်ဘူးလို့ပြောတယ်အဲ့တော့သူ့ကုတ်ကိုဒီ you can record white call ဆိုပြီးတော့မှလောက်မှရမှာပေါ့နော်အဲ့တော့ကုတ် SMS ရှိမှာကုတ်မကြောက်ဘူးဆိုရင်ကျွန်တော်ကဖုန်းခေါ်ပြီးတော့မှကုတ်ပြောခိုင်းရမျိုးရှိတယ်ကုတ်ပေးတာမျိုးရှိတယ်အဲ့တော့မျိုးကျွန်တော်ကဒီအဆင့်ကိုကြုံမှရမှာပြီးရင်အမှ call me ဆိုတဲ့ဟာကိုနှိပ်လိုက်ပြောလို့ရှိရင်သူ့ချီကိုဖုန်းခေါ်လိမ့်မယ်အဲ့တော့တေချာလေးမှတ်ခိုင်းမှရမှာပေါ့နော် တခုပြောချင်တာကအဲ့ဒီဖုန်းခေါ်တဲ့အချိန်မှာကိုယ့်ကိုတေချာတေချာမမှတ်ဘူးဆိုရင်အဲ့ဒီကောက်ကဖွင့်မရတော့ဘူးပေါ့နော်။ဆောက်လိုက်ဆောက်ပြီးမှပြန်ဖွင့်ရမယ်။သူကတစ်ခါခေါ်ပြီးွားရင်ဒီနေ့အတွက်တစ်ခါပြီးွားရင်ဒီနေ့မှနောက်တစ်ခါနောက်တစ်ခါထပ်မခေါ်တော့ဘူး။နောက်တစ်ချိန်ထပ်မခေါ်တော့ဘူး။နောက်နေ့မှရမယ်ပေါ့နော်။အဲ့ဒီခုလိုရှိပါတယ်။ Okay သူကတော့ကုတ်ပို့တယ်ပေါ့နော်။ကုတ်ရသွားပြီ။အဲ့တော့ကျွန်တော်3 1 1 6 5โอเคအခုကဂျမ်းသွားပြီပေါ့နော် ်တန်းပါပြီအကောက်ရသွားပြီပေါ့နော်ပြောချင်တာကအဲ့တော့နာမည်လေးနာမည်လေးပေးလိုက်မယ်တော့ကြီးပေါ့နော်အဲ့တော့ရိုက်မယ်โอเคသူ့ကောက်တော့ရသွားပြီပေါ့နော်အဆင်ပြေသွားပြီသူ့ကိုတခုလောက်ရမယ်ပြောသူလို့လုပ်ရင်နော်အကောက်ရပါတယ်ပြောသူမလုပ်ဘဲနဲ့ကိုယ့်ဘက်ကိုရမ်းတက်လို့ရင်နော်မရပါဘူးအာမခံပါတယ်ရတာတော့နော် အဲ့လိုတပတ်ကအောက်ဖွင့်ပြီးသွားလို့ရှိရင်တပတ်ကအောက်ဖွင့်ပြီးသွားလို့ရှိရင်လက်ရှိ ရှိနေတဲ့ကိုဖုန်းတော်ရှိနေတဲ့ Telegram Telegram application ကိုဖြတ်လိုက်ပါပြီးသွားမှ Play Store ကဖြစ်ဖြစ်ဖြစ် iPhone ဆိုရင် App Store ကဖြစ်ဖြစ်ဖြစ် download download ပြီးသွားလို့ရှိရင်အစရင်ပြောင်းဝင်ပေါ့နော်အဲ့ဒါဆိုရပါပြီ သူ့ကောက်တော့ရသွားပြီအဲ့တော့ကျွန်တော် Gmail ကျွန်တော် Gmail ခဏသုံးလာရဆိုတော့ကျွန်တော် Gmail ကိုသူ့ပေးရမယ်အဲ့ Gmail ရိုက်ထည့်လာတယ်ကုတ်ကူဒီကကျွန်တော်ချပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော် Gmail ချပေးလို့ရှင်သူကအဲ့ Gmail ကနေပြီးတော့ကုတ်ရမှာဆိုတော့လာညောင်းလာအဲ အေးညီလေးတော်တော်လေးလုပ်ပြီနော်တော်တော်လေးလုပ်ပြီနော်မင်းကိုလုပ်ပြီဟာလားမင်းအကောင့်မှာလဲစကားလာပြောရလူတွေရှိနေပြီနော်အဝင်းတော့မကြည့်ဘူးဖက်လည်းမကြည့်ဘူးစိတ်လည်းမဝင်သားဘူးနော်အဲ့တော့မင်းအကောင့်ကိုလောရင်ရအောင်မလဲဟုတ်ပြီလားဂျီမီးကပတ်စဝတ်မလို့နော်မင်းမင်းမင်းကိုဂျီမီးပေးတယ်ဆိုတာငါဂျီမီးအကောင့်ကိုတုံးသိချင်လို့မဟုတ်ဘူးလေပတ်စဝတ်လာမတောင်းနဲ့လေဩပြဿနာပဲဩကြည့်ပတ်စဝတ်တော့လာပြီးတောင်းနေတယ်ဩငါကောင်ဟင်ဩကြည့်ကိုယ့်ရဲ့ဂျီမီးကိုခဏခဏထည့်ပြီးတော့ကုတ်လက်ခံဖို့အတွက် ခဏလေးပေးလိုက်တာ password လည်းမလိုဘူး password လည်းတောင်းရမလို့ကြည်စားလည်းမလို့ဝင်စားလည်းမလို့ဖြစ်နေတော့ကြည်အဲ Gmail password ပါလာတောင်းနေတယ်ဟုတ်ငါကောင်ရဲ့ကုတ်လက်ခံဖို့တော့ပဲငါ Gmail ခဏတုံးတာလို့နော်မင်းကိုငါ Gmail ပေးအပိုင်းပေးတာမဟုတ်ဘူးနော်အလက်ကားလည်းကိုကြီးရသေးတယ်ငါကြီးက Gmail လည်းလာတောင်းနေတယ်ဒုက္ခပဲ ဗီဒီယိုကနည်းနည်းရှည်နေပြီเนาะကျွန်တော်တစ်ချက်ဖြတ်ပြီးတော့မှရပြီပါမယ်เนาะသူ့ရဲ့ဟိုဟာရပြီပေါ့เนาะဟိုအဲ့မှာအကောင့်တစ်ခုပြောလို့ရှိရင်ကျွန်တော်တို့ကဝင်ခွင့်ကုတ်ကိုဒီမှာလာပြီးတော့မှယူလို့ရတယ်ပေါ့เนาะအဲ့တော့သူ့ဘက်က login ဝင်လို့ရှိရင်ဒီမှာ Telegram subject notification ဆိုတဲ့အဟာမှာပေါ်တယ်ပေါ့เนาะအဲ့မှာတွားကြည့်ပြီးတော့မှကုတ်တွေကိုပြန်ပေးလို့ရတယ်အဲ့တော့ဒါကဘယ်မှာအလုပ်ဖြစ်လဲဆိုတော့ ဖုန်းအသစ်ဝယ်မယ်ဆိုရင်ဖုန်းအဟောင်းတည်းက Telegram အကောင့်ကို log out မလုပ်ဘဲနဲ့ဖုန်းအသစ်တွေကိုချိန်မယ်ဆိုရင်ဒီ Telegram service notification မှာ login ဝင်တဲ့ကုတ်ကိုကြရတယ်ဗောနော်အဲ့တော့ကိုကဒီဖုန်းဖုန်းထဲမှာ SMS မကြပြင်မလဲဒီ Telegram အကောင့်ဒီဖုန်းအဟောင်းတည်း Telegram အကောင့်ထဲမှာဒီလိုမျိုး Telegram service notification ဆိုပြီးအရာရဲ့အပ်မှာပါ ကျွန်တော်တက်လီသုံးပါပေါ့ကုတ်လေးကြားတယ်ပေါ့နော်အခုကျွန်တော်ဆက်ပြီးမှာပြတဲ့အတိုင်းပဲအဲ့ကုတ်လေးကကြားတယ်အဲ့ဒါလေးကိုတီးဖို့လိုတယ်ဒီအဲ့ဒါအကောက်လေးဘယ်နဲ့ကောက်ပဲပြောပြောဖုန်းကဘာဖုန်းပဲပြောပြောဖုန်းအဟောင်းမှာရှိတဲ့အကောက်ကိုလောအောင်မလုပ်ပြီးပြစီဖို့အရေးကြီးတယ်နောက်မှဆိုရင်လောလောလောက်ပြီးရှင်ကွမ်းသွားလိမ့်မယ်ပေါ့နော်အဲ့ဒါကိုရှိပါတယ် အမင်းတယ်လီဂရမ် application ကိုမဖြတ်ဘူးလားလားအဲ့တော့သူကကုတ်တောင်းနေပြီပေါ့နော်ဒီ login ကုတ်ဆိုပြီးပြရတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီ Telegram account နဲ့ Okay အခုတွေ့ရတဲ့အတိုင်းပဲ iPhone 11 Pro Max iOS 18နဲ့ပေါ့နော် location ကတော့မြန်မာဆိုပြီးတော့မှ Telegram service notification မှာ iPhone ကနေပြီးတော့မှ login ဝင်သွားတယ်ဆိုတဲ့အကြောင်းကိုပြပါတယ်အခုကျွန်တော်စကင်မှာပြထားတဲ့အတိုင်းပဲအဲ့လိုပြပါတယ်ပေါ့နော်အဲ့တော့ ဒီညီလေးကတော့သူ့အောက်ရသွားပါပြီအဲ့တော့ကျွန်တော်အောက်ကဘယ်လိုဖွင့်လဲဆိုတော့ပြ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 ီးအခုလူတွေတိတော့ပြီးထင်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကဒီတိုင်းပဲဗျာကျွန်တော်ဖြည့်ရှင်းတာကလည်းကျွန်တော်ဗီဒီယိုတိုင်းပဲကျွန်တော်ဖြည့်ရှင်းတာကျွန်တော်ဘာမှမရှိဘူးအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဘာကြီးလုတ်ဝတ်နေတာလဲဘာမှလည်းလုတ်ဝတ်စရာအကြောင်းမရှိဘူးဗျာပင်လယ်တယောက်တည်းတော့လို့မကုန်အဲ့တော့ဒီလိုနဲ့ပတ်သက်ပြီးတော့မှဒီမေ့ကျင်တာရှင်အောက်မှာ comment မှတ်ပြီးမှန်သွားပြီပါအဲ့တော့ TikTok ကလူတွေကျွန်တော်ကို like တွေ share တွေလုတ်ပေးတယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ follow မလုပ်ွားတဲ့သူတွေအများကြီးရှိသေးတယ်။ follow လေးတစ်ချက်လုပ်ွားပေးပါကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်။